အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါဒီနေ့ပထမဆုံးနိုင်ငံတကာသတင်းကတော့ Iran Israel စစ်ပွဲ American ပါလာတော့မဲ့အလားအလာအကြောင်းကိုပြောပြပါမယ် American စစ်တပ်ကိုဒီအီရန်ကိုတိုက်ခိုက်ဖို့ခွင့်ပြုပေးလိုက်ပေမဲ့နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့သမ္မတဒေါ်နယ်ထရမ့်ကအမိန့်မထုတ်ပြန်ပေးဘူးလို့ဆိုပါတယ် အီရန်ကိုစတိုက်မဲ့ကိစ္စကိုအီရန်အနေနဲ့နျူကလ িয়ার အစီအစဉ်တွေရုပ်သိမ်းမယ်မသိမ်းဘူးဆိုတဲ့အပေါ်မှာစောင့်ကြည့်ဖို့ဆိုင်းငံ့ထားသေးတယ်လို့အမေရိကန်ထောက်လှမ်းရေးထိတ်တန့်အရာရှိက CBS သတင်းကိုပြောဆိုထားပါတယ်။သမ္မတထရမ့်ဟာအီရန်ရဲ့မြေအောက်မှာလုတ်ကင်နေတဲ့နျူကလ িয়ার တန့်စင်ရေးစက်ရုံတွေကိုတိုက်ခိုက်ဖို့စဉ်းစားနေတယ်လို့ဆိုပါတယ်။အီရန်ရဲ့မြေအောက်နျူကလ িয়ার စက်ရုံတွေကိုတိုက်ခိုက်ဖို့ဘုံဟာအမေရိကန်နိုင်ငံတနိုင်ငံတည်းမှာပဲရှိပြီး ေါင်3000အလေးချိန်ရှိပါတယ် GPU 57 message honesty uh, penetrator MOB bomb ပေါ့နော်ဒီ MOB လို့ခေါ်တဲ့အာအဲ့ဒီဘုံးကိုအမေရိကန်ရဲ့ B2 Sprint လို့ခေါ်တဲ့ကိုပြောက် Steel ဘုံးကျဲလေယာဉ်ကပဲတည်ဆောင်နိုင်တာလည်းဖြစ်ပါတယ်။ Nuclear သန့်စင်ရေးစက်ရုံတွေဟာမြေအောက်နက်နက်မှာအာစောက်ထားတာကြောင့်ဒီ Israel မှာရှိတဲ့လက်နက်နဲ့အလန်းမမီပါဘူး။ဒီစက်ရုံတွေကိုတိုက်ခိုက်နိုင်တဲ့လက်နက်ဟာအမေရိကန်မှာပဲရှိတာဖြစ်ပါတယ်။ Iran ရဲ့ Adipati Ayatollah Ali Khamenei ကတော့ မရာထရမ့်ရဲ့လက်နက်ချဖို့တောင်းဆိုချက်ကိုပယ်ချထားပြီးတော့အီရန်ကိုတိုက်ခိုက်လာရင်တန်ဖိုးကြီးကြီးပြန်ပြီးတော့ပေးဆက်ရမယ်လို့ပြောထားပါဗျ။